ကျွန်တော်မိတ်ဆွေတွေအနေနဲ့အခုနောက်ပိုင်းလေရင်တချို့ရဲ့ခေါင်မိုးပေါ်မှာဆက်သွယ်ရေးကိရိယာတေးသေးလေးတွေတက်ထားကြတာကိုသတိထားမိကြပါရလားဗျ။တကယ်တော့ Elon Musk ကအဲ့ဒါလေးတွေတက်ခိုင်းလိုက်တာလို့ပြောလို့ရပါတယ်။အဲ့လိုဆက်လေးတွေကမိတ်ဆွေတို့ရဲ့လေချောင်းခရီးသွားခြင်းပုံစံတွေကိုလုံးဝပြောင်းလဲပြစ်နှံစွာရှိလာတော့မှာပါ။ဘာလို့လဲဆိုတော့ဒီဆက်သေးသေးလေးတွေကလေရင်ပေါ်မှာအင်တာနက်ကိုလိုင်းကောင်းကောင်းနဲ့အဆက်မပြတ်သုံးနေနိုင်ဖို့အတွက်ဆောင်ရွက်ပေးကြတော့မှာမှို့လို့ပါ။ အရင်ကတော့လေယာဉ်ကအမြင့်ပေ3000လောက်ရောက်နေပြီဆိုရင်လေယာဉ်ပေါ်က Wi-Fi Internet က email လေးတစ်စောင်လောက်ဖြန့်ဖတ်နိုင်လောက်တဲ့အဆင့်မျိုးတော့မရှိတော့ပါဘူး။တနအီစာ wifi connection အတွက်ဈေးကြီးကြီးပေးခဲ့ရပေမဲ့ internet line ကတော့တော်တော်လေးစုပ်ပြတ်နေခဲ့တာဖြစ်ပါတယ်။ဘာလို့အလို့ဖြစ်ရလဲဆိုရင်တော့လေရင်အများစုကကဘာမြေရဲ့အထက်မိုင်ပေါင်း2000လောက်မှရှိတဲ့ satellite တွေနဲ့ချိတ်ဆက်ထားကြလို့ပါ။အဲ့ဒီဂျိုဒူးတွေကို geostationary satellite တွေလို့ခေါ်ပါတယ်။ ဒါမဲ့အဓိကပြဿနာကသူတို့နဲ့လေရင်နေကြအကွာဝေးပဲဖြစ်ပါတယ်။ဝေးလေလေနှေးလေလေပါပဲ။ပိုဆိုးတာတချို့လေရင်နေရဆိုရင်မြေပြင်ခြေပြုတ်နည်းပညာတွေကိုသုံးနေရတော့မှပဲ။ဒါကြောင့်ပင်လေပြင်ကိုဖြတ်ပြီးပြန်တန်းရတဲ့အချိန်တွေမှာဆိုရင်မြေပြင်တာဝါတိုင်းနဲ့ဝေးသွားတာကြောင့်မလို့အင်တာနက်လုံးဝသုံးမရတော့ပါဘူး။ဒါကိုပြောင်းလဲပြင်နိုင်ဖို့အတွက် Elon Musk ကပိုကောင်းတဲ့နီလန်တစ်ခုကိုစဉ်းစားလာပါတယ်။အဲ့ဒါတော့ Starlink တွေကိုတုံးတာပါ။ ဒါအပြင်လူတိုင်းသိကျင်နေကြတဲ့မေကွန်တစ်ခုလည်းရှိပါသေးတယ်။ဘာလို့လေယာဉ်ပေါ်ရောက်နေတဲ့အချိန်မှာဖုန်း data နဲ့ internet မသုံးနိုင်ရတာလဲ။ဆိုလိုတာလေယာဉ်စီးတိုင်းမှာကြုံနေရတဲ့ဖုန်းမှာဘာကြောင့် airplane မှုဖွင့်ပေးဖို့လိုတာလဲဆိုရဲမေကွန်မှာ။ဒီအကြောင်းအရာတွေကိုဒီနေ့မှာမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့လို့ AI ခေကြီးတဲမှာလေရင်ဆောက်ထွက်ပြီဆိုတာနဲ့ airplane မှုဖွင့်ပြီးတော့ internet သုံးမရတော့တဲ့ကိစ္စဟာစိတ်ပြတ်စရာတစ်ခုဖြစ်လာပါတယ်။မိတ်ဆွေတို့အနေနဲ့လည်းဒီလိုတိုးတက်နေတဲ့နည်းပညာခေကြီးတဲမှာလေရင်ပေါ်မှာဖုန်းကိုဖွင့်ထားပြီးတော့အလုပ်ဆက်လုပ်တာဗီဒီယိုကောပြောတာမျိုးတွေလုပ်လို့ရသင့်နေပြီလို့တွေးမိကြလိမ့်မယ်ထင်ပါတယ်။ airplane မှုကိုဖွင့်မထားခဲ့ရင်လေရင်ကြီးတစ်ခုလုံးပျက်စီးသွားစေလောက်တဲ့အထိအန္တရာယ်များတယ်ဆိုတော့၆လုံးလှန်လုံးတွေကိုလည်းမိတ်ဆွေတို့ကြားပူးကြမှာပါ။ ်တကယ်တော့ airplane မှုဟာလေရင်လုံခြုံရေးအတွက်ဆိုတာမျိုးမဟုတ်ပါဘူးဖုန်းအများကြီးကနေ bandwidth တွေကိုလူယူပြီးတော့ signal တွေကိုအများရန်ရှာဖွေနေတတ်တာကိုကာကွယ်နိုင်ဖို့အတွက်ပါပဲ1990ခုနှစ်တွေမှာတော့ cellular phone တွေကနေလေရင်တွေရဲ့အရေးကြီးတဲ့လမ်းကြောင်းပြစနစ်နဲ့ဆက်သွယ်ရေးစနစ်တွေကိုအနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတော့စိုးရိမ်မှုမျိုးတွေရှိခဲ့ပါတယ်။ဒါမဲ့နောက်ပိုင်းလေ့လာမှုတွေအရတော့ဒီအနှောက်အယှက်တွေကနေတည်တာတဲ့အန္တရာယ်တွေကိုမဖြစ်စေနိုင်ဘူးလို့တတ်သိပြနိုင်ခဲ့ကြပါတယ်။ နေပညာတွေတိုးတက်လာတဲ့အမျှလေရင်တွေရဲ့ဆက်သွယ်ရေးစနစ်တွေကလည်းဖုန်းတွေရဲ့ရေဒီယိုလိုင်းတွေကိုပို့ပြီးတော့မှခံနိုင်ရရှိလာကြပါတယ်။ဒါကြောင့်တချို့နိုင်ငံတွေမှာဆိုရင်ဖုန်းကို airplane မှုဖွင့်စရာမလိုဘဲနဲ့ဆက်သုံးခွင့်ပြုရာမျိုးတွေအထိစမ်းသပ်လာကြပါတယ်။ဒါမဲ့လောလောဆယ်စံတမ်းမှတ်ချက်အနေနဲ့ကတော့လေရင်ဆက်ပြန်တာနဲ့ airplane မှုကိုဖွင့်ဖွင့်ရအောင်မှာပါ။အခုတော့ဒီကိစ္စတွေကအရေးကြီးဆုံးကိစ္စတွေမဟုတ်တော့ပါဘူး။ ။ဘာလို့လဲဆိုတော့လေချောင်းလိုင်းတွေကနေလေယာဉ်မှာမှ Wi-Fi free ပေးသုံးလာကြတော့မှမှုတ်လို့ပါ။ Starlink နဲ့ရှိလာတဲ့အတွက်လေယာဉ်စီးရင်နဲ့ Wi-Fi လေးသုံးပြီးတော့ခရီးသွားရတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာတော့မှာပါ။သူတို့ကကဘာနဲ့အနီးကပ်ဆုံးသော satellite တွေလည်းဖြစ်ကြပါတယ်။ low earth orbit လို့ခေါ်တဲ့ကဘာပတ်လမ်းပေါ်မှာရှိနေကြပါတယ်။ဆိုတော့ကဘာမြေရဲ့အထက်မိုင်ပေါင်း300နဲ့1000ဝန်းကျင်အတွင်းမှာပဲရှိနေကြပါတယ်။သူတို့နဲ့နီးလေလေ internet ကလည်းမြန်လေလေပါပဲ။ စတားလင်းနဲ့ချိတ်ဆက်ထားတဲ့လေယာဉ်တွေပေါ်မှာဆိုရင်အင်တာနက်မြန်နှုန်းက150 Mbps အထိရနေပြီလို့လည်းသိရပါတယ်။ဒါပေမဲ့ရုပ်ရှင်ကြည့်နေတော့မှတခါတလေအဝိုင်းလည်ရင်လည်းလည်နေတတ်ပါတယ်။ဆိုတော့ဒီလောက်မြန်တဲ့အင်တာနက်ကိုရနေတာတော့ဘာလို့အဝိုင်းကလည်နေသေးတာပါလဲ။ဒါလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ဥပမာမိတ်ဆွေတို့အနေနဲ့လူထုထပ်တဲ့နေရာတွေမှာ free ပေးထားတဲ့ public wifi တွေကိုသုံးရတာဘလောက်ထိစိတ်ပြတ်ဖို့ကောင်းလဲဆိုတာကိုသိကြမှာပါ။ အိမ်မှာမိသားစုတွေအားလုံးလူဆုံတက်ဆုံနဲ့အင်တာနက်ကိုဝိုင်းသုံးကြတဲ့အခါမှာလည်းအင်တာနက်လိုင်းကနှေးသွားတတ်ပါတယ်။ဒါကို congestion လို့ခေါ်ပါတယ်။ဒါပေမဲ့ဒီပြဿနာကိုကျော်လွှားတဲ့နေရာမှာတော့ Starlink ရဲ့စနစ်ကတကယ်ကိုကောင်းလာပါတယ်။သူကဂျိုဒူးတစ်ခုတည်းကိုပဲအားကိုးနေမဲ့အစားဂျိုဒူးအမျိုးမျိုးကိုပြောင်းပြီးတော့သုံးလာပါတယ်။အဲ့ဒါကို multi orbit system လို့လည်းခေါ်ပါတယ်။ အဲ့လာတော့မြန်ဆန်တဲ့အင်တာနက်ကိုရားဖို့အတွက် low at orbit မှာရှိတဲ့ဂျိုဒူးတွေကိုတုံးပြီးတော့အတုံးများလာတဲ့အခါမျိုးမှာတော့ geo stationary ဂျိုဒူးတွေကိုပြောင်းတုံးလိုက်တာပါဒါတွေအားလုံးကလည်းအလိုအလျောက်စနစ်တွေဖြစ်ပြီးတော့ဂျိုဒူးတစ်ခုကလူများသွားတဲ့အခါမှာ starling antenna ကနေနောက်ဂျိုဒူးတစ်ခုကိုပြောင်းပြီးချိတ်ဆက်လိုက်ပါတယ်ဒါကြောင့်ဒီနောက်ပိုင်းမှာ starling တက်ဆင်ထားတဲ့လေယာဉ်တွေကလူများတဲ့လေပိုင်နက်ထဲတွေမှာတော့ internet line နှေးတာမျိုးကိုတိတ်မကြုံရတော့ဘူးလို့သိရပါတယ် ဒါအပြင် Starlink ကခရီးသည်တွေအတွက်တင်မဟုတ်ဘဲနဲ့လေကြောင်းလိုင်းတွေအတွက်လည်းအရေးပါလာပါတယ်။ပိုမြန်ပြီးပိုတည်ငြိမ်တဲ့ Internet ကပိုတိကျပြီးပိုထိရောက်တဲ့ပြန်တမ်းမှုမျိုးတွေကိုလည်းပေးစွမ်းလာနိုင်ပါတယ်။ Pilot တယောက်ရဲ့နေရာနဲ့စဉ်းစားကြည့်မယ်ဆိုရင် ဆိုကြပါစို့လူအပြစ်တင်လာတဲ့လေယာဉ်နဲ့ညဘက်ကြီးမှာပြန်တမ်းနေရတဲ့အပြင်ဘက်မှာမှောင်နေသလို engine အတန်လည်းတည်ငြိမ်နေတယ်။ဒါမှရှေ့မှာကြိုမတိခဲ့တဲ့မုန်တိုင်းတစ်ခုကလည်းရှေ့နေတယ်ဆိုရင် မုံတိုင်းနာကတ်လာတော့မှအစအစအရာရာမတေချာမှုတွေနဲ့ပြောင်းဆန်သွားနိုင်ပါတယ်စတားလင်နဲ့ဆိုရင်တော့အရင်ကနဲ့မတူတော့ဘဲနဲ့ဒီလိုအခြေအနေမျိုးကိုထိတ်လန့်နေရမယ့်အစားမြေပြင်ထိန်းချုပ်ရေးကနေနောက်ဆုံးရမိုးလေဝသအချက်အလက်တွေကိုချက်ချင်းဆွဲထုတ်နိုင်လာမယ်။မုန်တိုင်းရဲ့လမ်းကြောင်းကိုလည်းအချိန်နဲ့အမျှခြေရခံလာနိုင်ပြီးတော့အန်ရကင်းတဲ့လမ်းကြောင်းမျိုးရွေးချယ်ပြန်တန်းသွားနိုင်မယ်။ဒါရီယာစိတ်ကူးရင်ပြီးပြောနေတာမဟုတ်ဘဲနဲ့အနာဂတ်မှာကျွန်တော်တို့လက်တွေ့မြင်လာကြရမယ့်အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ မုံသားကိုရှောင်ရှားနိုင်တာမျိုးတွေမဟုတ်ပါဘူးအချိန်နဲ့အမျှမြေပြင်နဲ့ဆက်သွယ်ပြီးတော့လေရင်ပြန်တမ်းမှုလမ်းကြောင်းတွေလောင်စာဆီတုံးဆွဲမှုအခြေအနေတွေနဲ့အချိန်စရားတွေကိုပိုတိတိကျကျရနိုင်ပြီးတော့ဆက်ပိုင်းဆိုင်ရာပြဿနာတွေကိုစိုးစိုးဝါးဝါးဖြစ်မလာခင်မှာကြိုတင်ခံမှန်းလှုံ့ဆော်နိုင်လာမှာလည်းဖြစ်ပါတယ်ဒါကြောင့် Starlink တွေကလောလောဆယ်အခြေအနေမှာတော့မှလေရင်သားကိုကောင်းမွန်ပြီးအန္တရာယ်ကင်းစေအောင်လှုပ်ဆောင်ပေးနိုင်တဲ့အရန်အသုံးဝင်တဲ့နည်းပညာတစ်ခုအနေနဲ့ဖြစ်လာနေပါပြီ ေချောင်းလိုင်းတွေအတွက်လည်းဒါခိန်းချိန်ကြတခုဖြစ်လာနေပြီးတော့လုပ်ငန်းလေပတ်စရိတ်ကိုတတ်တာစေုံနဲ့မဟုတ်ဘဲနဲ့ခရီးစဉ်နှောင့်နှေးကြမ်းကြမှုတွေပါယုံနေစေပါတယ်။ဒါအပြင်ခရီးသည်တွေကိုလည်းညံဆန်ကောင်းမွန်တဲ့ free internet ဝန်ဆောင်မှုတွေပေးလာနိုင်တဲ့အတွက်လေချောင်းလုပ်ငန်းရဲ့ပြင်းထန်နေတဲ့ပြန်ဆိုင်မှုတွေထဲမှာဖောက်သည်တွေကိုစိတ်ကျဉ်ထမှုအပြည့်အဝပေးပြီးဆွဲဆောင်နိုင်ဖို့အတွက်အထောက်အကူကောင်းတစ်ခုဖြစ်လာစေပါတယ်။မိတ်ဆွေတွေလည်းစဉ်းစားကြည့်ပါ လေရင်ပေါ်မှာကိုကြိုက်တဲ့ရုပ်ရှင်တွေကြည့်မယ်အလုပ်တွေကိုဆက်လုပ်နိုင်မယ် တငယ်ချင်းမိသားစုတွေနဲ့ဗီဒီယိုကောတွေပြောမယ်စာရတွေကိုအခမဲ့မြန်နှုံးမြင့်အင်တာနက်နဲ့လှုပ်ဆောင်နိုင်မယ်ဆိုရင်ဘလောက်တောင်ပျော်စရာကောင်းလိုက်မလဲဗျာနောက်ပိုင်းကျွန်တော်တို့လေချောင်းလိုင်းတစ်ခုကိုရွေးချယ်တဲ့အခါမှာဒါရီကအရေးကြီးတဲ့ရွေးချယ်စရာအချက်အလက်တွေဖြစ်လာတော့မှာပါဒါကြောင့် Starling ကလေချောင်းခီးစဉ်တွေကိုဘလို့ပြောင်းလဲပေးနိုင်တယ်ဆိုတာကိုကောင်းကောင်းကြီးသိသွားကြလောက်ပြီလို့မျှော်လင့်ပါတယ်ဒီပေါ်မှာမိတ်ဆွေတို့တူးတူတယောက်ချင်းစီရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ မိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော်ဆက်ပြီးတော့လည်းဗီဒီယိုလေးတွေတင်ဆက်ပေးသွားအောင်ပါမို့လို့ channel လေးကိုလည်း subscribe လုပ်ထားပေးခဲ့ကြပါအောင်ဗျာကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်